ီနေ့မှာတော့ကုကုမန်မီတာစုတွေပိတ်ရမှာဇီဝကြောင့်ဒီလိုလေးတော့မှာဖြစ်လို့လိုက်ကြည့်ပြရအောင်နော်အခုလိုမိုးရွာဒီဆိုတဲ့အတွက်ကိုတော့ငားနဲ့ပစုံတွေကတော့ပေါ်ပါတယ်ငားအရှင်လေးဆိုဒီလိုညက်တွေ့ရတယ်ပေါ့နော်ရှင်းတာလောက်ကောင်းဘူးကြာအမေပြီးအပွားတာဇီထဲမှာဟိုမေးဒီမေးဟိုဆက်စုဒီဆက်စုဒီတာမီတွေလုပ်နေပါတယ်သားလို့ပါ ကဲအခုဆိုရင်လိုရာလေးဝယ်ပြီးပြီဆိုတော့အိမ်မြန်တော့မယ်နော်အခုကိုကိုမဟင်ပွဲလေးစိုက်ပြီးဖြစ်တော်မယ်နော်ပပတ်စုံနေတော့ရင်းနေတဲ့တို့ချက်ဥကိုထည့်ပြီးပြုတ်ပါချက်ဥကတော့ကိုစားတက်လောက်ကိုထည့်ပြုတ်လို့ရပါလိမ့်ရှင်စီလေးနင်းငယ်ထည့်ပြီးပြပြလေးကိုကြော်မယ်ဆက်ကြည့် ကျုပ်တို့ကတော့ဆုံးနေပြီဆိုရင်တော့ခတ်ထားပါမယ်။ဒီနေ့ဈေးကနေဝယ်လာတဲ့ဝက်ရှာလေးကိုအရင်ဦးဆုံးရင်းနှီးဖြောပါမယ်။ဒီဝက်ရှာရဲ့အပေါ်ပိုင်းလွှာကအညစ်အကြေးတွေကိုရင်းနှီးနဲ့ဖြောပြီးတော့ဖယ်ထုတ်ပါမယ်။ဒီအပေါ်အညစ်အကြေးတွေဖယ်လို့ရတော့ပြီဆိုလည်းနော်ဒီဝက်ရှာကိုပြုတ်ထားတဲ့အိုးရကနေဆဲပါမယ်။ပြီးရင်တော့ရင်းနဲ့ပြန်ဆေးမယ်။ ဖြန့်ဆေးပြီးနေဆိုလို့ရှိရင်တော့ဒီအပေါ်ရုရှားရဲ့ဒီအပေါ်လွာမှာရှိတယ်အဖြူပတ်လေးတွေပေါ့နော်အဖြူပတ်လေးတွေကိုဓာတ်နဲ့ခွာပါမယ်ဒီလိုရင်းနှီးဖြိုးလိုက်လည်းရပါတယ်ဒါပေမဲ့ရင်းနှီးဖြိုးလို့ရှိရင်ကျတော့ခွာတာမှရေကတိတ်မပူဘူးဆိုလို့ရှိရင်ခွာလို့မရမှာဆိုလို့အဲကြောင့်ရင်းနှီးအိုးလေးကိုထည့်ပြီးရောခဏလေးဒီအင်အကြီးတွေနူးတဲ့အထိကိုခဏလေးပဲပြုတ်လိုက်ရင်ရပါတယ် ဒီဒီဝက်ရှင်ကအလုံးပြန့်စင်သွားပြီဆိုရင်တော့ကိုစားမဲ့အနေထားလေးပြီးပေးပါမယ်ဟုတ်ကဲ့ဝက်ရှာကိုစားပြီးတော့ပြုတ်တော့မယ်အနံပြုတ်တော့မယ်ပေါ့နော်ဦးထဲတို့စစ်တော်ဖြူနဲ့ဂျင်းထည့်မယ်ဂျပန်ပဲငက်ပြားရေးထည့်မယ် ီးရင်တော့ဂျပန်မီရင်ဟင်းချက်အရေးနှစ်စွန်းလောက်ထည့်ပါမယ်သူကတကြားရတာကိုပိုခဲ့ပါတယ်နောက်တစ်ခုကတော့ဂျပန်စာကေးပေါ့နော်သူကဟင်းချက်အရက်ချူဒီစွန်းထည့်ပါမယ်မင်းနဲ့နည်းနည်းလေးပပွက်လေးစုအောင်ထားမယ်ပြီးရင်တော့ကိုခနာကတန့်စင်ထားတဲ့ဝက်ရှာလေးကိုထည့်ပါမယ်ပြီးရင်ရတာအတွက်အချို့မုတ်စာ ဂျပန်မီရင်းရေသူကတကြားတက်လဲပေးပါတယ်အဲ့ဒီရေခဏကထည့်တာနင်းမှာဖြစ်တဲ့အတွက်ကိုတော့နောက်တစ်စုံထပ်ထည့်ပါမယ်သေယုတ်မဆလာအနည်းငယ်ထည့်ပါမယ်ပြီးရင်တော့ခဏကပြုတ်ထားတဲ့ကြက်ဥလေးပါတစ်ခါနဲ့ထည့်ပြီးတော့ပြုတ်ပါမယ်ဒီဝန်ထမ်းတူရိုးဆိုင်နေမှာဖြစ်တယ်လို့မဟုတ်နော်ကြက်ဥမှာတစ်ခါနဲ့အယောင်လေးပါဝင်သွားအောင်လို့ပါပြီးရင်တော့ရေထည့်ပြီးတော့ဝက်ရှာအိုးတည့်ထားပါမယ်အဲ့လိုတည့်ထားတဲ့အချိန်မှာဒီဝက်ရှာနဲ့တွဲဖက်စားဖို့အတွက်ကိုတော့အချင်းကြီးလေးကိုလုပ်ပါမယ် အချင်းလို့ဖို့အတွက်ကိုတော့အရင်ဦးဆုံးရေအနေငယ်လေးထည့်ပြီးတော့တည်ထားပါမယ်။ ဒီဘက်ကတည်ထားတဲ့ဒီဝက်ရှာအိုးလေးပွပွပွဆူလာပြီဆိုလို့ရှိရင်တော့တန့်ဆင်ထားတဲ့ရှီတာကဲမိုလေးထည့်ပါမယ်ဒီရှီတာကဲမိုလေးကတော့နှလုံးကျန်းမာရေးကိုအရန်ကိုအထောက်ကူပြုတယ်ပေါ့နော်တွေးတွေးမှာရှိတဲ့ကိုလက်စတောရီကိုကျစေပြီးတော့ဒီနှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းရှင်းချပေးနိုင်ပါတယ်သူအရသာရှိတယ်အငံပြုတ်လိုက်တဲ့အရသာကဝင်သွားပြီးတော့သူ့အရသာပို့ပြီးတော့လေးစေတယ်ပေါ့နော်ပြီးတော့မှုွေးတဲ့အနံ့လေးလည်းရှိတယ်ပေါ့နော်ခဏကကြော်ထားတဲ့ပဲပြအောင်လည်းထည့်ပါမယ် ဒါလေးကတော့ဈေးတရဝယ်လာတယ်ဒီ ready made အချင်းတုပ်လေးပေါ့နော်နောက်တစ်ခုဆိုင်နေမှာဆိုလို့ရှိရင်တွေ့နိုင်တယ်ပေါ့နော်အဲကာလာပါတဲ့အကြောင်းနဲ့နောက်တစ်ခုကကျတော့ကာလာမပါဘဲနဲ့ဒီရတာမှာကသူကမကြီးတိနဲ့တခါလေးလှုပ်ထားတဲ့ဟာဆိုတော့နှစ်မျိုးရှိရပေါ့နော်မကြီးတိနဲ့လှုပ်ထားတဲ့ထုပ်ကိုဝယ်လာတာပေါ့နော်ဝယ်လာပြီးရင်တော့ဒီတိုင်းဖောက်ထည့်ပြီးစားလို့လည်းရတယ်လို့လေးလက်စားမှဖြစ်တဲ့ပြောက်ကိုပေါ့နော်သူကနည်းနည်းလေးတော့ပူပေးပြီးပြန်ကြိုလိုက်တာတယ်စစ်တုံပြီးတလုံးကိုချစ်ပြီးတော့ထည့်တယ်ငြိုဒီစိမ့်ထည့်တယ်နနမြင်ထည့်တယ် ချူမုံနဲ့စားလေးနဲ့အနှဲငယ်ထည့်တယ်။နောက်ပြီးတော့ရတာမှုေးစီရန်အတွက်ကိုတော့နှမ်းစီလေးတစ်စုံလောက်ထည့်ပါတယ်။ဒီအခုဆိုရင်တော့အရင်ကကောင်းမွန်တဲ့အချင်းအလေးတစ်ခွက်ရပြီပေါ့နော်။ဝက်ရှာဟင်းပိုလေးရလည်းဒီကြကြလေးတည်ထားတဲ့အတွက်ကိုမူးလာပြီဆိုတော့စားလို့ရပြီ။အဲဒါဆိုရင်အခုရတာမိကြည့်မယ်နော်။ဒီကတော့ကိုကိုမတ်မမေရနေပြီးတော့ဝက်ရှာနဲ့အင်းလေးတွေဖြတ်ထားပေးပါရစေ။အဲအခုစားကြမယ်နော်။အဲ့ဒီပါ Like oh, yeah, I'm working in the shoe right up Mmm. Mmm. Mm. You want to hear? Oh, Dad, hey, can you please say, I got to, I got to go test on, go test on tissues. Yeah. Mm. I'm not done. Yes. Hey, Emma. Hi. I'm back. Okay. 两个菜嗯。 này xin <laughs> chào <laughs> sạc cái <laughs> gì mình đây anh có đá để cho muốn muốn gì nữa sao được không vậy giờ anh xem và à có lúc cái điện thoại không sai mà có phải lúc chuyện gì thì được đồ mà rồi đấy có quá thì mình sai rồi thì mà sự lúc nhà đông của mà တောင်းခွဲတော့ပဲရှိရပါတော့ရောရှာရောရှာတဲ့ခါအဲ့ဒါလေးမျိုးလေးဖြတ်ထားတယ်ဒီသားတို့လုံးရဘုံရလည်းစားတယ်ဟင်းဆိုနေတယ်ကပြင်ချင်စမ်းနော်သူကြီးမှချက်သူမှတ်ချက်သူရှာနော်